ဟုတ်လားဒီညနေလေးအဆင်ပြေကြတော့ဗောငါတော့ညပတ်သေးနော်မိန်ကွက်ကတော့မမီဘူးဒါပေမဲ့မိန်ကွက်မိသလိုပါပဲနှစ်သီးသားပဲနော်အာငါပဲပဲပဲတုံညပဲပဲပဲကြိုက်တာကိုပတ်တဲ့သူတွေကတော့တုံညဘူးဆိုတော့ဗျာနှစ်သီးသားဗောဟုတ်လားတုံညဘူးဆိုတော့နှစ်သီးသားနော်တုံညာဘူးဆိုတော့နှစ်သီးသားဆိုတော့အခုကျွန်တော်တက်လာတဲ့အကြောင်းရင်းက လာမဲ့ပတ်အတွက်ကိုကျွန်တော်လာပြောတာနော်လာမဲ့ပတ်အတွက်ကိုလာမဲ့ပတ်ကိုကျွန်တော်တို့ကတက်လာတက်လာဒါရေးဆောင်နေရနော်အဲ့တော့ဒါမဲ့ဘက်ကကျွန်တော်ကဘာပြောချင်လဲဆိုတော့ ဒါမဲ့ပဲကျွန်တော်တို့ကတနင်္လာနေ့ရရင်စပြီးတော့ဗောနော်တနင်္လာရဲ့အင်္ဂါရဲ့နော်တနင်္လာရဲ့အင်္ဂါရဲ့ကိုကျွန်တော်ကမွေးကွက်သီးသက်ထုတ်နော်တနင်္လာအင်္ဂါကိုမွေးကွက်၄ကွက်မွေးရမယ်နော်တနင်္လာနေ့လည်းဆင်းဆင်းမယ်အင်္ဂါနေ့လည်းဆင်းဆင်းမယ်ဒါမဲ့တနင်္လာအင်္ဂါအင်္ဂါမကြုံမွေးကွက်နန်း၄ကွက်ထုတ်နော်ဒါတစ်ချက် ပြီးွားရင်မွေးကနန်းယူတဲ့လူတိုင်းကိုပြောပြနော်မွေးကနန်းယူတဲ့လူတိုင်းကိုတနင်္လာအင်ကိုမွေးကနန်းတီးတန့်ထုံမယ်ဒီတစ်ပတ်လိုပဲမွေးကနန်းနေတောက်ချောက်ပါနောက်တစ်ချက်တနင်္လာအင်ကပြီးသွားရင်အဲဗုဒ္ဓဖူးကြာတာပရိနှစ်ရက်စာကိုမွေးကနန်းတသက်ထပ်ပြီးဦးမယ်နော်ဒါမွေးကနန်း၄ခွက်စီပဲထုံမှာအများကြီးမထုံဘူး၄ခွက်စီပဲထုံမှာဟုတ်လားအဲ့တော့ကျွန်တော်တို့ကတနင်္လာအင်ကနှစ်ရက်မကျော်ဘူးမွေးကနန်း၄ခွက်မွေးရမယ် နောက်တစ်ခါအင်းဗုဒ္ဓဟူးကြတာပြီနှစ်ရက်ကိုမွေးကနန်းတိတံမွေးရမယ်ဒါကတော့ဒါမွေးကနန်း၄ကွက်စီစိုက်ပေါ့နော်ဒါတဲ့တဲ့နဲ့တဲ့ချက်ပေါ့နှိမ့်ချက်ကဘာလဲဆိုတော့ဒါမွေးကနန်းလိုက်တဲ့တိတံလာယူတဲ့လူတွေကကျွန်တော်ရှိမှာအဲကန်ဆက်ကြီးလေးနဲ့လာယူလို့ရတယ်နော်လာမဲ့ဘက်ကိုဒီဘက်ကျွန်တော်မွေးကနန်းရင်ထွက်တယ်နော်မွေးကနန်းရင်ထွက်တယ်ကျွန်တော်ထီဆိုလိုင်းမော့တင်ပေးတဲ့မွေးကနန်းထွက်တယ်နောက်တစ်ခါ ျွန်တော်တို့ဗာထွက်မလဲ3436 3ခွန်3ထွက်တယ်เนาะ3နဲ့ပတ်သက်ပြီး4ခွက်ထုတ်လိုက်တာ3ခွက်4ခွက်ထပ်သွားတယ်เนาะအဲ့တော့ဟုတ်ပြီဒါဆိုရင်တနင်္လာအင်းက2ရက်တွင်းုံကြရမယ်မွေးကနေ4ခွက်ရှိမယ်ပြီးွားရင်ဘိုးတဖူးကြာသာပြီးကြရမယ်မွေးကနေ4ခွက်ရှိမယ်အဲ့ဒီ4ခွက်ကိုကျွန်တော်က4ခွက်ချင်းဒီကိုဖွဲ့ပေးမှာเนาะအဲ့တော့မျိုးတို့အနေနဲ့ကဒီမွေးကနေ4ခွက်ကိုတီးတန့်လိုချင်တဲ့သူတွေ ကျွန်တော်ဖုန်းတက်ရိုက်ဆက်ပြီးတော့ကျွန်တော်ဖုန်းနံပါတ်ကိုလည်းသိကြပါအားလုံးဖုန်းလေးလုံး9339 6ကိုအဲ့ဒီဖုန်းနံပါတ်ကိုတက်ရိုက်ဆက်ပြီးတော့လာပြီးလို့ပဲရတယ်နောက်တစ်ချက်ကကျွန်တော်တို့ပတ်တီးလိုက်တဲ့သူတွေကတော့နေတိုင်းပတ်တီးတွေနေတိုင်းကွက်တွေကတော့နေတိုင်းလာရောကျွန်တော်ဘက်ကပေါက်သွားမှပေးရမယ်ပုံစံမျိုးလေးနဲ့ ဟောဗတ်ကျဆိုကြပါဆိုဗျာကျွန်တော်900ဘို့ဆို900ဘို့300ဆိုအဲ့လိုပုံစံမျိုးလေးပို့ထိုးခိုင်းပြီးတော့လာယူကြဒါနေတိုက်ပတ်တိသမားလေးဘာကြောင့်ဒီတစ်ပတ်မွေးရင်းနဲ့ထွက်တာရက်ဆက်တယ်အာပထမတနင်္လာအင်းကမကြော်မာကကြတော့89ကိုထွက်ပါတယ်နော်ပြီးရင်ဗုဒ္ဓဘူးကြာတာပြီးမကြော်ကဘယ်နှကွက်ထွက်သွားလဲဆိုတော့36ထွက်တယ်34ထွက်တယ်အဲ43ထွက်တယ်ပေါ့နော်မင်း83ထွက်တယ်3ကွက်ထွက်တယ်4ကွက်ဘောင်း4ကွက်ထွက်သွားရဲ8ကွက်ထည့်ရတယ် เนาะငွေကနန်းတွေတောက်လျှောက်မှန်နေတယ်အဲဒါကတော့ငွေကနန်းသမားတွေနေတဲ့ပတ်သီးတွေနဲ့ကတော့နေတဲ့ပတ်သီးသမားတွေလိုချင်ဟိုကျွန်တော်ရှိကိုဖုံးတိုက်ရိုက်ဆက်ပြီးတော့အဲနေတိုင်းလာယူလို့ရတယ်ဒါပေမဲ့ပောက်သွားတဲ့အခါကျရင်လည်းဂတိတည်တည်လေးတော့လုပ်ကိုယ်တော့ဒီနေ့ဆိုရင်ဒါကျွန်တော်ရှိမှလာယူတဲ့လူတွေအကျိုးစရာထွက်ပြီးွားတော့ကျွန်တော်ကကနန်းအောင်ပြန်ချိန်ကြည့်လိုက်တဲ့အခါအဲငါးလေးတစ်လုံးနဲ့သွားညှိငါးလေးတစ်လုံးနဲ့ညှိရရဒီဝမ်းချင်းတစ်ချောက်ဝမ်းချင်း ငါတို့မြောင်ဝိုင်းရင်ကငါးလေးတလုံးနဲ့ငါးတလုံးနဲ့ညီနေဆိုတော့ကျွန်တော်တက်ကိုမကင်ဘူးအဲ၆ကိုပြောတော့မယ်၃ညောင်မကင်ဘူးဆိုပြီးတော့ကျွန်တော်အဲ့လာကိုဘလို့ပြန်ခွေလဲဆိုတော့အဲငါးတက်ငါးခွန်ငါးကိုပြီးွားရင်ကျွန်တော်တို့ကလေးတက်လေးခွန်လေးချောက်ဆိုပြီးတော့ကျွန်တော်ရှိမှလာယူတဲ့လူတွေကိုကျွန်တော်ခေါင်းချောက်ပေးပလိုက်တယ်ပေးလိုက်တော့အဖွဲ့ဝင်တွေအဲနေ့မှကျွန်တော်ရှိမှအမြဲလာယူတဲ့လူတွေကတိတိတိနဲ့အမြဲလာယူရပြီးတော့အကောင်ပေါက်ကြတယ်အဲ့ဒီအတွက်လည်းကျွန်တော်ပြောတယ်နော် အဲ့တော့အားလုံးသိသိချင်းပဲကျွန်တော်တက်ပြောတာနောက်ပြီးတော့အခုကျွန်တော် line မှာလည်းပြောထားတာ9000ညပတ်တီ9000ညအချိန်အောင်းတာပဲเนาะအဓိကတော့တယောက်နဲ့တယောက်ကယုံကြည်မှုပဲเนาะယုံကြည်မှုဟိုဘယ်လိုပြောမလဲဆိုတော့တယောက်ကိုသူတယောက်ကိုဗျာယုံကြည်ပါလို့မပြောစောင့်ကြည့်စောင့်ကြည့်လို့ဟာဟုတ်လားမဟုတ်ဘူးလားဟုတ်တယ်ဆိုရင်လာကြည့်ကျွန်တော်ဘက်ကအတက်နိုင်ဆုံးကြိုးစားပန်းစားနဲ့ရှာပေးမယ် ဟုတ်လားမိတ်ဆွေတို့ဘက်ကလည်းကျွန်တော်ပေးသလိုမျိုးစူးစမ်းပန်းစံနဲ့ထိုးဖို့ပဲလိုတယ်ကျွန်တော်ကဟိုသူများကတွေလို့တော့ဟိုဘယ်လိုပြောမလဲဆိုရင်ဘလူးရှီယာမှာကျွန်တော်တို့ကဘာဂျူပေးပါညာဂျူပေးပါကျွန်တော်မတောင်းဟုတ်လားဒါနဲ့မွေးကနန်းကြတော့ကျွန်တော်ကလိုင်းမမတင်ဘူးကျွန်တော်နေလိုက်လာဦးတဲ့လူတော်ကျွန်တော်မွေးကနန်းမပေးဘူးဒါရှင်းပြပြောတာကျွန်တော်ရှင်မှာရာသက်ပန်အမဲလူလူ မိသားစုတွေလို့အဖွဲ့ဝင်ထားတဲ့သူတွေဆိုရင်မွေးကနေကတော့ကျွန်တော်ပုံမှန်ပေးတယ်။နန်းနမို့ဆိုရင်ကျွန်တော်မပေးဘူး။အာဘာကြောင့်ကျွန်တော်အဲ့စကားပြောလဲဆိုတော့မွေးကနေကပေးလိုက်လို့ရတယ်။မွေးကနေတည်တဲ့လာယူထားတဲ့လူတွေကြတော့နစ်နာအဲ့ဒီလိုမျိုးလေးတွေရှိတာပေါ့နော်။ဒါပါပဲ။အဲ့တော့အခုဆိုရင်လာမယ့်ပတ်ဆိုရင်ကျွန်တော်တို့ကဟိုနေမောအင်္ဂါမကျော်ဒီဘုဒ္ဓဖူးမကျော်ဒီရှိတယ်။ ကျွန်တော်ပြောပြအောင်တခါလေး లై ထဲမှာသုံးအောင်နားထောင်ပါကျွန်တော် లై ထဲမှာတခါလေးပြောအောင်အင်္ဂါမကြောကဘာပါအဲဘုဒ္ဓမကြောကဘာပါကျွန်တော်အကုန်လုံးပြောအောင်လာမယ်ပွဲကိုတနင်္လာရဲ့အင်္ဂါရဲ့နှစ်ရက်မကြောတာနော်လာမယ်ပွဲကိုတနင်္လာရဲ့အင်္ဂါရဲ့မကြောတဲ့ကဏ္ဍကတစ်ကေနော်ကျွန်တော်ပြောပြအောင်နော်တစ်ကေ ရက်9ရက်လာမယ်ပွဲတော့အဲတနင်္လာအင်္ဂါ2ရက်မကျော်ဘူးတင်္ဂါတလုံးကနှလုံးသလုံးပေါ့နော်တင်္ဂါနှလုံးသလုံးကလာမယ်ပွဲတနင်္လာအင်္ဂါမကျော်ဘူးဒါတည့်ရက်9ရက်ပေါ့ဟုတ်လားဒါကျွန်တော်တို့လာမယ်ပွဲကိုပြောပြတာအဲနောက်ပြီးတော့ဗုဒ္ဓဘူးမကျော်တာကိုပြောပါဆိုရင်ဗုဒ္ဓဘူးမကျော်တာက ဘုရဖူးမကြော်တာကကိုလေးဘုရဖူးမကြော်နော်တည့်ရ9ရက်ရတနင်္လာအင်္ဂါမကြော်ဘုရဖူးမကြော်တာ9ရက်4ရက်ဘုရဖူးမကြော်ဒါတည့်အောင်လို့အကုန်လုံးကိုကျွန်တော်ကချပြတာနော်လာမယ့်ဘွဲကိုတနင်္လာအင်္ဂါမကြော်တာကကျွန်တော်တို့တည့်ရ9ရက်တည့်ကေ9ရက်ဘုရဖူးမကြော်တာကဘာလဲ 6ရယ်4ရယ်နော်အဲ့ဒီ3 4လုံးကသူ့ရဲ့နဲ့သူပေါ့နော်ဒါထွက်ကိုထွက်ရအောင်ဒါသိအောင်လို့ပြောပြဟုတ်လားတချို့လူတွေကြတော့ဗျာဘယ်နည်းမို့ပတ်သီးတွေပတ်သီးတွေကျွန်တော်တို့တော့ဟိုဘယ်လိုပြောမလဲဆိုရင်မပေးခြင်းဘူးအသေးလိုက်တွေပဲပေးခြင်းနေလိုက်ကြတော့အကွက်လှလှလေးတွေပေးလို့ရတယ်နော်အခုဆိုရင်တောက်ချောက်ပေါက်ကြတယ်နော်ဘာပဲဖြစ်ဒီဘက်မှာဆိုရင်ကျွန်တော်တို့က အဲ89ရေအမ်ပြောရမယ်89မှာ3ချိန်ပေါ့89မှာ3ချိန်ဆိုပတိသမတိတံပြောပါနော်ပတိတိတံပြီးတယ်လို့89မှာပါတယ်အဲ89ထွက်တော့3ချိန်မိတယ်အဲ89မှာ3ချိန်မိတယ်အဲနောက်ပြီးတော့ကျွန်တော်တို့ကအခု40မှာ3ချိန်မိအခု3ညပတိမှာ3ချိန်ခတ်မိတယ်တော်ပြီပေါ့ဗျာတပတ်4ချိန်5ချိန်ပေါ့ဟုတ်လားဒါဒီဘက်ကတော့ main ကွက်အားနေတယ်ဒါသိအောင်ပြောရမ main ကွက်ကလေးပဲ3ချိန်နေကျွန်တော်တို့ မိန်ခွက်ကလေး၃ချိန်ပဲပါဂျန်နာကျပတ်တီးပတ်တီးဟိုမိန်ခွက်ပါတော့၄ချိန်ဖြစ်သွားတာပေါ့နော်ပတ်တီး၄ချိန်ဖြစ်သွားတယ်အဲမိန်ခွက်ကတော့၃ချိန်ပဲပါလိုက်နော်ဒါသိအောင်ပြောပြတောင်းတောင်းတော့မဟုတ်ဒါပဲကျွန်တော်တို့လည်းကျွန်တော်တို့တိတလောက်တက်တလောက်လေးနဲ့တွက်နေရတာပဲအရင်အမြဲတမ်းတော့မှန်နေတဲ့သူဆိုရဲလူမရှိဘူးဟုတ်လားဒါပေမဲ့ကျွန်တော်တို့လွဲတာတော့မှဟိုအလွဲကြီးမလွဲဘူးအနေချင်းလောက်ပဲလွဲတယ်တဲ့ ဒါကျွန်တော်တို့လွဲတဲ့အလွဲကအနည်းချင်းပဲလွဲ။သူများနဲ့မောတပတ်လုံးတစ်စက်မှမထီးတဲ့ပုံစံမျိုးလို့တစ်ကြိမ်လောက်နှစ်ကြိမ်လောက်ထိပြီးရက်သွားတဲ့ပုံစံအဲ့လိုမဟုတ်ဘူး။ကျွန်တော်တို့နဲ့လက်တွဲနေအနေဆုံးတော့တပတ်ကိုပတ်သီးလုံးမှန်ရတော့၄၅၆ကြိမ်ကတော့အနည်းဝင်နေရ။ဒါသိအောင်ပြတ်ပြတ်။အဲဒီဒါပေမဲ့ဟိုနေ့မောယုံကြည်ဖို့ကလည်းရှိသလို သူတို့ဘက်ကလည်းဂတိဒီတစ္ဆာရှိမယ်ဆိုကျွန်တော်ဘက်ကပေးရတာအရန်ပြောဖို့ကောင်းတယ်နော်တခါကြရတော့လေကိုယ်ရှိလာယူတယ်လာယူဘူးကတော့ဂတိမတည်တဲ့လူတွေများပါတယ်ဗျာဟုတ်လားယူကြတော့လေလူတွေကိုစောင့်ကြည့်စောင့်ကြည့်ပြီးသွားရင်အမှန်နေတော့ကတော့อืมလက်မလေးတထောင်ထောင်တဲ့ပေါ့မမှန်တဲ့အခါကျရင်အပြေပြောကြည့်ကြရတယ်လူဆိုတာကလူတိုင်းဘယ်လူမှမားနိုင်မှာတွင်ဟုတ်လား အာမှန်တဲ့ခါရှိလို့မှားတဲ့ခါရှိမှာအဲ့လားလေးတင်းကြီးခံနိုင်နေဆိုရင်ရောရှိကိုလာခဲ့အပတ်တိုင်းလာခဲ့ကျွန်တော်ဘက်ကတောက်လျှောက်ဘူးကြီးပြိမ့်မယ်ဒါပေမဲ့မယုံမကြည်မလေးမစားလို့လို့လည်းအစင်မပြေဘူးပေါ့မဟုတ်လားဒါပေမဲ့ကျွန်တော်ပြီးတဲ့ခဏတည်းကအလွယ်လွယ်ချွတ်ချွတ်မရှိဘူးနော်ကဲအားလုံးပဲကျွန်တော်ရဲ့ YouTube channel လေးမှာပြည့်စုံနေတဲ့အမိပါလေးကျွန်တော်ပြောပြပါပြီတနေ့နိုင်ငံက၂ရက်အတွင်းကိုကြားရမယ် main အဲ့ဒီမဟုတ် main လေးကွက်ပေါ့ main လေးကွက်ဆိုတာငွေကနေလေးကွက်စာတို့တော့မွေးရမယ်တနေ့နိုင်ငံရဲ့အင်္ဂါရဲ့ နှစ်ရက်အတွင်းကိုကြာမယ်ဇာတို့လေးွက်ရမယ်ပြီးရင်ဗုဒ္ဓဖူးကြာတာပြီအတွင်းမှာဆင်းရမယ်မွေးွက်ရမယ်နော်အဲအဲ့လာလေးနှစ်မျိုးရမယ်ဒါပရိယမွေးကနေလိုက်တဲ့လူဒီကဖတ်တိသမားကြီးလာခဲ့လာမယ်ပွဲကိုလေကျွန်တော်ပြောခဲ့မဲ့ကျွန်တော်အချိန်မှာလာယူမဲ့လူပတ်တိကိုကျွန်တော်တစ်လုံးတည်းကိုနှစ်ရက်မကျော်ကျွန်တော်ပြေးမယ်သိတယ်နော်တနေ့နဲ့နေ့မှာဆင်းတာများတယ် ဒါပေမဲ့ကျွန်တော်ကစကားခံပြီးနှစ်ရက်မကျော်ဘူးကျွန်တော်ပြေးလိုက်လာမယ်ကိုယ်အတလုံးလေးကိုတိတိမိမိမျိုးမျိုးမျက်မျက်ကြံပတ်ဒါပေမဲ့ဘွယ်ကိုအကြိုက်ဆုံးတစ်လုံးလေးကျွန်တော်ပြောပြတယ်နော်လာမယ်ကိုယ်လာခဲ့ကျွန်တော်ရှိလာခဲ့အကုန်လုံးကိုကျွန်တော်စင်ပြောင်းကူညီပေးမယ်ဟုတ်ပြီလားကဲအားလုံးပဲကောင်းသောနေ့လည်ခင်းလေးပါအညနေခင်းလေးပါနော်